ပြည်ကြဲလာကအိန္ဒိယပကြံရှိကက်ရှမီးယားဒေသမှာဆွေတွေ့ကြရတဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယနဲ့တင်းမာမှုမြင့်တက်နေတဲ့ပါကစ္စတန်ဟာမေလ၄ရက်ကပဲထိန်တုံးကြီးဒဇင်းကိုစမ်းသပ်ပစ်လွတ်ခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။အဲ့ဒီတုံးကြီးဟာမြေပြင်မှမြေပြင်ပစ်တုံးကြီးအမျိုးအစားဖြစ်ပြီးကီလိုမီတာ၄၅၀မိုင်၂၈၀အထိပစ်ခတ်ရောက်ရှိနိုင်တယ်လို့ပါကစ္စတန်စစ်တပ်ကပြောကြားခဲ့ပါတယ်။ AP ၂၂ရက်ကကက်ရှမီးယားဒေသရဲ့ပါဟေဂန်မြို့မှာဆွေတွေ့ကြရတဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်ကိုဝေဖန်ပစ်တင်ခဲ့တဲ့အိန္ဒိယကတော့ အဲ့ဒီတုံးကြီးစမ်းသပ်မှုနဲ့ပတ်သက်ပြီးချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိတာပါအပရာလီဝက်ပွန်စနစ်အမည်ရှိအဲ့ဒီတုံးလက်နဲ့စမ်းသပ်မှုဟာပါကစ္စတန်စစ်သားတွေရဲ့စစ်စင်ရေးဆိုင်ရာအသင့်အနေထားရှိမှုနဲ့အဓိကကျတဲ့နီးပြူဟာမြောက်အခြေအနေကိုမြင့်တင်မှုဖြစ်ကြောင်းအဲ့ဒီတုံးကြီးမှာခိမီပက်ထင်းစ်နဲ့ပါဝင်ပြီးအတုံးပြူရလွယ်ကူကြောင်းပါကစ္စတန်စစ်တပ်ကပြောကြခဲ့ပါတယ်ပါကစ္စတန်သမ္မတအစစ်အလီဇာဒါရီနဲ့ဝန်ကြီးချုပ်ရှာဖက်ရွှေတို့ကလည်းအဲ့ဒီတုံးကြီးအောင်မြင်စွာစမ်းသပ်နိုင်မှုအပေါ်ကွန်ပျူစကားတွေပြောကြခဲ့ပါတယ်ပါကစ္စတန်ဟာတုံးကြီးတွေကိုအိန္ဒိယနယ်စပ်ကိုဥတီပြုလုပ်လိမ့်မရှိပဲအာရေဘရပင်လယ်တာ မှမဟုတ်ဘာလူချီစတန်ပြည်နယ်အနောက်တောင်ဘက်တဲကန်နာရီတဲကိုစမ်းသပ်ပြုလို့လေးရှိပါတယ်။ မေလ3ရက်ကစမ်းသပ်ခဲ့တဲ့ဒုံးကျည်ရဲ့အမိကိုအိန္ဒိယကိုအောင်းနိုင်ခဲ့တဲ့အထင်ကရမွတ်စလင်စစ်ဘီရင်တူဖြစ်တဲ့အဗ်ဒါလီရဲ့အမိကိုအစွဲပြုပြီးအမိပေးခဲ့တာဖြစ်တယ်လို့အစ္စလာမဘတ်မြို့အခြေစိုက်လုံခြုံရေးကြွင်ညင်သူ CF မိုဟာမက်အလီကပြောကြားခဲ့ပါတယ်။အခုလိုပထဝီနိုင်ငံရဲ့အခြေအနေရှုပ်ထွေးနေချိန်မှာဒုံးကျည်စမ်းသပ်မှုဟာအလွန်သီးသာထင်ရှားတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့အလီကပြောကြားခဲ့ပါတယ်။ကမ္ဘာတဝန်ကကောင်းဆောင်တွေကတော့အတိတ်ကာလကစစ်ပွဲတွေဖြစ်ပွားခဲ့မှုတဲ့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံစလုံးကိုတိမမှုတွေရှင်းချဖို့နဲ့ထိထိတဲတဲလှုပ်ဆောင်ချဖို့တိုက်တွန်းထားပါတယ်။